ဟုတ်ကဲ့မင်္ဂလာပါ KS2 Technology မှာချုပ်ဆိုပါရစေ။ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီလုပ်ငန်းဆိုင်ရာကျွန်တော်ဒီအသုံးစရိတ်တွေပေါ့နော်ကျွန်တော်ဒီအသုံးစရိတ်တွေ expand တွေမှတ်ထားတဲ့အခါကျရင်ဘယ်လိုမျိုးမှတ်ထားလို့ရမလဲ။ပြီးရင် expand တွေကိုကျွန်တော်ဒီဘယ်လိုမျိုးပြန်ပြီးတော့စစ်လို့ရမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပြမှာဖြစ်ပါတယ်။ ကျွန်တော်ဒီအရင်ဆုံး expand နေမှတ်ခင်ပါဆိုရင်ဥစွာလောရမှာတော့ကျွန်တော်ဒီ expand category ပေါ့နော်ကျွန်တော်ဒီအသုံးပြုမဲ့ expand ရဲ့ category တွေကိုကျွန်တော်အရင်ဆုံး create လုပ်ထားဖို့လိုပဲပေါ့နော်အဲကျွန်တော်ဒီအပေါ်မှာ expand category တဲ့ကကျွန်တော်ဒီ app button ကိုနှိပ်လိုက်မယ်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီ category name မှာဆိုရင်အဲကျွန်တော်ဒီအသုံးပြု category လေးကိုခွဲထားပြီးလိုက်မယ်ပေါ့နော်အဲဥမာဆိုရင် general expand ပေါ့နော် general expense ရှိမယ်အဲပြီးရင်ကျွန်တော်ဒီမှာ save လာလိုက်မယ်ပေါ့နော်အဲပြီးရင်ခါကြရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ဆိုရင်အဲကျွန်တော်ဒီလေးပေးပေါ့နော်ကျွန်တော်လာစဉ်ဆောင်ရတဲ့ပေတွေရှိမယ်ပေါ့နော်အဲ့မှာမှာကျွန်တော်ဒီ sub category အနေနဲ့ပေါ့နော်ဒီကောင်တွေထပ်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်ဥပမာဆိုရင်အဲကျွန်တော်ဒီ site မှာ၃နေရေးတက်ပေါ့နော် ရှည်တန့်ဖို့ပေါ့နော်ရှည်တန့်ဖို့ရှိမယ်အဲ့ဒါ sub category အနေနဲ့ကျွန်တော်ဒီဘယ်အောက်မှာထားမလဲဆိုရင်ကျွန်တော်ဒီ general expand အောက်မှာထားရမယ်ပေါ့နော်အဲပြီးရင်ကျွန်တော်ဒီတခြားဆိုရင် landscape ပေါ့နော်ပြန်ဒီကောင်ကလည်းကျွန်တော်ဒီ general expand ရအောင်မှာပဲထပ်ထားမယ်အဲကျွန်တော်ဒီ manly pay မှာဆိုရင်ဘယ်လိုရရှိမလဲဆိုရင်ကျွန်တော်ဒီ meter ပေါ့နော် EBC ပေါ့နော်အဲ့ EBC အာပြီးရင် Manly Bay တွေကိုပဲတွားပြီးတော့ save ပြီးရင်ကျွန်တော်ဒီနောက်တစ်ခုဆိုရင်ရေခုံပေါ့နော်မိခုံရှိမယ်ရေခုံရှိမယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ထည့်ထားလိုက်ရအောင်အဲကျွန်တော်ဒီလောက်ပဲထည့်ထားလိုက်မယ်ပေါ့နော်ပြီးရဲ့အခါကျရင်ကျွန်တော်ဒီ export ထည့်ဖို့အတွက်ကိုကျွန်တော် add expand ကိုသွားလိုက်မယ်ပေါ့နော်အဲမှာဆိုရင်ကျွန်တော် expand category အနေနဲ့ကျွန်တော်ဘာသုံးမလဲဆိုတာရွေးပေးရပါပေါ့နော် general expand ဆို general expand general expand မှာမှာကျွန်တော်ဒီထည့်ထားတဲ့ category ပုံမူတည်ပြီးတော့ကျွန်တော်ပြန်ရွေးလို့ရမယ်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ expand ပြန် date ရှိမယ်ပေါ့နော်ဒီကောင်ကျွန်တော် expand ရဲ့ကျွန်တော်ဒီ voucher number ပုံစံမျိုးပေါ့နော်ကျွန်တော် reference number အနေနဲ့အလွတ်ထားခဲ့ဆိုတကွတူ generate လုပ်ပေးသွားမယ်ပေါ့နော် ဒါပြီးရင်ကျောင်းဒီ expand form မှာဆိုရင်ကျောင်းဒီဆိုင်ရဝင်လန်းနေနာမည်နေနဲ့ကျောင်းတစ်ခါတွဲမှတ်ထားခြင်းလဲဆိုရင်လည်းကျောင်းဒီ expand form မှာတွဲပြီးတော့တစ်ခါတမှတ်ထားလို့ရတယ်အဲဒါမှမဟုတ် expand for contact ပေါ့နော်ကျောင်းဒီ customer တွေ supplier တွေပေါ်မှာအဲတွက်ကိုသုံးပြရတဲ့ကျောင်းဒီအသုံးစရိတ်မျိုးဆိုရင်လည်းကျောင်း customer တွေ supplier တွေနဲ့နာမည်နဲ့တွဲပြီးတော့မှတ်ထားလို့ရပေါ့နော်ပြန်ကြော်ဒီကုန်ကြမ်းစရိတ်တုတ်တယ်အမောင်းကိုကြော်ဒီမှာထည့်ပြရမယ် ဒီရင်ကျော်ဒီအသုံးပြုတဲ့ဟာကိုကျော်ဒီအောက်မှာ payment အနေနဲ့ပြန်ထည့်ပေးမှာပေါ့နော်ခုနကကျတော့ကျော်ဒီကုန်ကြစရိတ်ကိုထည့်တာဒီမှာကျတော့ကျော်ဒီကုန်ကြစရိတ်ကိုဝေရှင်းတဲ့ပုံမျိုးပေါ့နော်ဒီမှာ payment မထည့်ခဲ့ဘူးဆိုရင်ဒီအသုံးစရိတ်ကဂျူးပေါ့နော်ငွေမရှင်းရသေးတဲ့ပုံစံမျိုးအနေနဲ့ပြနေမှာပေါ့နော်ကျော်ဒီ payment ထည့်ပြီးသားပါလိမ့်အဲကျော်ဒီ expand ကကျော်ဒီနှုတ်သွားမှာပေါ့နော် ဲ့တော့ကျွန်တော်ဒီမှာ expand ထည့်လိုက်ပြီထည့်လိုက်တဲ့ expand ကကျွန်တော်ဒီမှာ list expand မှာသွားပြီးတော့ပေါ်မယ်ပေါ့နော်အဲ့တော့ list expand မှာဆိုရင်ကျွန်တော်ဒီအပေါ်မှာ filter လေးရှိရပေါ့နော် filter မှာဆိုရင် expand for ဆိုရင်ကျွန်တော်ဒီဘယ်သူအတွက်သုံးထားလဲလူနာမည် alike ကိုကျွန်တော် filter ပြန်လုပ်လို့ရတယ်ပေါ့နော်ဥပမာ admin အတွက်ကိုကျွန်တော်ဒီတလစာအဲကျွန်တော် damage လည်းရွေးလို့ရမယ်ပေါ့နော်ကျွန်တော်ဒီဒီလအတွက် this month အတွက်မှာတုံးထားဘယ်လောက်ရှိလဲဒီလိုမျိုးပြန်ပြီးကြည့်လို့ရမယ်အားလုံးအတွက်ဆိုရင်ရောဒီလမှာဘယ်လောက်အသုံးစရိတ်တုံးထားရှိလဲ ဒီလိုမျိုးကြော်ဒီပြန်ပြီးတော့တခုချင်းစီအလိုက်ကိုပြန်စစ်လို့ရတယ်။အဲဒါမှမဟုတ်ကြော်ဒီမော်ဘောနော expand category ပုံစံမျိုးကြော်ဒီ general expand ကိုကြော်ဒီဒလာအတွင်းမှာဘယ်လောက်သုံးထားရှိလဲ။အဲဆိုရင်ကြော် general expand ဒလာမှာ2000ပဲရှိရပါတော့ total အနေနဲ့တော့ဒီလိုမျိုးပြပေးမယ်ပေါ့နော်။ကြော်ဒီ sub category အနေနဲ့ကြော်ဒီရွေးခြင်းလဲဆိုလဲဥမာကြော် sub category လိုက်ကြော်ပြန်ပြီးရွေးလို့ရတယ်ပေါ့နော်။ အပြင် action ကနေဆိုရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ပြင်တာ edit တွေလုပ်လို့ရမယ် delete ဆိုရင်တော့ကျွန်တော်ဒီလုံအောင်ဖြတ်ပလိုက်တာမျိုးဖြစ်သွားမယ်အဲပြီးရင် view payment ဆိုရင်တော့ကျွန်တော်ဒီ payment ထည့်ထားတဲ့ payment တွေကိုကျွန်တော်ဒီမှာပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အကယ်၍ကျွန်တော်တို့က payment ကိုခုနမထည့်ခဲ့ဘူးဆိုရင်ကျွန်တော်ဒီမှာ delete နဲ့ပြန်ဖြတ်လိုက်မယ်ပေါ့နော်အဲမထည့်ခဲ့လို့ဆိုရင်ကျွန်တော်ဒီ payment အ due အနေနဲ့ရှိတယ်ပဲဗောနော်အဲဆိုတော့အဲ့ due ကိုကျွန်တော်ဒီ add payment အနေနဲ့ထည့်မှာတာအဲကျွန်တော်ဒီ payment မှာ cash အနေနဲ့ရှင်းလိုက်မှာဗောနော်ဝင်ရှင်းလိုက်မှာဆိုရင် จะจะได้เป็นอันนี้เนี่ยเพียงต่อไปวะเนาะ